ဒီကနေ့နှုတ်ကပတ်တော်အားဖြင့်ဘုရားသခင်စကားပြောတဲ့အရာကတော့နေ့စဉ်တိဆောက်ပါဧဖက်ဩဝါဒစာအခန်းကြီး2အခန်းငယ်20တို့ဗိမာန်တော်၌လည်းဘုရားသခင်သည်ဝိညာဉ်တော်အားဖြင့်ကျင်းဟုတ်တော်မူခြင်းအလှငါတင်တို့သည်ငါတို့နှင့်အတူတိဆောက်လျက်ရှိကြ၏ဒီကျမ်းစာမှာတော့ရှင်ဘောလုကဧဖက်အသင်းတော်မှာရှိတဲ့သူတွေနဲ့အတူတကွဝိညာဉ်ရေးရာကြီးထွားဖို့နှုတ်ကပတ်တော်နဲ့နေ့စဉ်တိဆောက်ဖို့ဝိညာဉ်ခွန်အားပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့ကယေရှုခရစ်တော်အားဖြင့် ကယ်တင်ခြင်းရရှိပြီးတဲ့အခါမှာဖယားသခင်ကဝိညာဉ်တော်အားဖြင့်အသက်တာမလုံးသားထဲမှာဝင်ရောက်နေရာယူလာပါတယ်။တလောကလုံးကိုဖန်ဆင်းတဲ့ဖယားသခင်ဟာတင်တဲ့အတူတကွနေထိုင်နေပေမဲ့တင်ဘဝမှာကြုံတွေ့နေရတဲ့ပြဿနာအခက်အခဲတွေရှိနေတတ်ပါတယ်။ဒါတွေကိုကြော်လွားနိုင်မှုဆိုဖယားသခင်နဲ့မိတ္တဟာယဖွဲ့ခြင်းတိဆောက်ခြင်းရှိရပါမယ်။ဖယားသခင်နဲ့မိတ္တဟာယဖွဲ့ခြင်းကကျွန်တော်တို့ဘဝမှာတတိုင်းတစ်ခုကိုတိဆောက်နေတယ်လို့ပါပဲ တင့်ရဲ့တတိုင်းကခိုင်မာလာလေလေလောကရဲ့ရိုက်ခတ်မှုတွေကိုခံနိုင်လေလေပါပဲတင်ကကြောင်းတက်တယ်ဆိုရင်အတန်းပေါ်တွေလောက်တကြောင်လုံးကိုတော့မခင်နိုင်ပါဘူးတင့်ဘေးမှာအမြဲထိုင်နေတဲ့တငယ်ချင်းလောက်လည်း အတန်းတဒန်းလုံးကိုမခင်နိုင်ပါဘူး။ဒါကြောင့်တင်းနဲ့အတူရှိပြီးတင်းကိုအမြဲကယူဆိုင်နေတဲ့ဘုရားသခင်နဲ့မေတ္တာရဖွဲ့ပါ။ဘုရားသခင်ရဲ့ဖွင့်ပြခြင်းတွေနဲ့အသက်တာကိုတည်ဆောက်ပြီးလောကရဲ့အခက်အခဲပြဿနာတွေကိုအောင်းနိုင်သူများဖြစ်စေပါ။ရောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ။